ကပြောင်ပယ်လိုက်ကောဗျာမဂ္ဂဇင်းမှာပယ်လဲပယ်လိုက်ကောကျွန်တော်လည်းအဲ့ကပြောင်တိတ်ထက်ကျင်တယ်ထက်ကျင်တော့အဲ့အဲ့တော့သွားမေးပေးခိုင်းတာပေါ့စစ်စစ်မှုကိုသွားပေးမေးပေးသားမှာအဒီကပြောင်ဘာလို့ပယ်ထားပထမတစ်ပတ်ကြောင်းနဲ့ပထမတစ်ပတ်မှာကျွန်တော်ကဘယ်လိုရေးထားလဲဆိုတော့ နဲ့မရောက်ခင်ပေါ့နော်အပြင်မှာဟော်ပြောဝဲအကြောင်းပြောတော့နည်းနည်းဟော်ပြောဝဲအကြောင်းလေးဆက်ပြီးပြောချင်တယ်ရောပေါ့လာတယ်ပေါ့လာအဲ့ဒါလေးနည်းနည်းပြောပြရစေပေါ့လို့ဆိုဟော်ပြောဝဲစင်ပေါ်မှာဟိုကျွန်တော်ကဗျာတွေပါလေရွတ်တာပေါ့နော်အဲရွတ်တယ်ဆိုလို့ရှိရင်အဲ့ဒီကဗျာဗျာဘာဘာဖြစ်လဲဆိုတော့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်က main thing ပေါ့နော်အဓိကအဲ့အဓိကပြောချင်တဲ့ဟာ ਨੇ ကိုက်ညီတဲ့ဟာပုံရွတ်တယ်ဗျာ ဲ့ဥပမာတခုကျွန်တော်ပြောပြမယ်အဲကျွန်တော်တို့တောင်းသုံးမြန်မာစာအုပ်ထဲမှာပါတယ်ဗျဖိုးတောင်သူဘွဲ့စာအဲဖိုးတောင်သူဘွဲ့စာကျွန်တော်ထင်တယ်ကျွန်တော်အမှတ်မမှားရင်6တန်းဗျအခုအခုနောက်ပိုင်းနေပြောင်းသွားလာတော့ကျွန်တော်မသိဘူးကောเนาะအဲ6တန်းမြန်မာဖတ်စာအုပ်ထဲမှာ ဖိုးတောင်သူဘွဲ့ဆိုရက်ကဗျာပါတယ်။အောက်ကရေးသူနာမည်ကသူတို့ကအမည်မသိစာစုဆိုပြီးတော့ရေးတယ်ဗျာ အဲတကယ်တမ်းကျအဲ့ကဗျာကြီးကကျွန်တော်သိတာနဲ့ပဲသူကအမြင်မသိဆိုတော့ကျွန်တော်အမြင်ကိုသိကျင်သိကျင်တော့ကျွန်တော်လိုက်ရှာတော့အချုပ်တန်းဆရာပဲရဲ့ကဗျာဖြစ်နေပြီအဲ့ကဗျာကိုပြန်ရှာပြီးဖတ်ရရနေပြီးတော့ကျွန်တော်စင်မမပြောပြသွားတယ်ပြောပြသွားတာဒီလိုပါကျွန်တော်အခုကအဓိကဘာပြောချင်တာလဲဆိုစင်မမကျွန်တော်တို့ကဗျာရွတ်တယ်ပြောတယ်ဆိုတာတခုခု message ပေးခြင်းတော့အဲ့ဒီကဗျာထဲမှာပါချင်မှပါမယ်ဒါပေမဲ့ကျွန်တော်ရဲ့တွေးတောင်းကနေပြီးတော့ ကျွန်တော်ကနေပြီးတော့ကျွန်တော်ပြစ်သက်ကိုတခုပြောခြင်းလို့ဟာအဲ့ကဗျာလူတိုင်းနှီးပါတိတဲ့ကဗျာပဲเนาะခေါင်းစဉ်ကဖိုးတောင်သူဝဲကျွန်တော်နည်းနည်းရွတ်ပြမယ်အဲ့ကဗျာလေးရောเนาะလွမ်းမပြေမမ်းမြေတာမီတော့ကန်းကြီးမှာစမ်းရည်စရည်နဲ့ပြန်လေကတသုံးသုံးဘလော့ချမ်းနဲ့ဆိုတော့သူစပြီးတော့ဖွဲ့တာဗျာเนาะညောသူက အဲ့ချိန်မှာကမန်းမြေတားမိတော့ဆိုမန္တလေးနေပြည်တော်နဲ့အဝေးမှာပေါ့ဗျာဟိုတော်ရက်တောင်နဲ့သူရောက်နေတာပေါ့နော်အဲ့မှာနောက်တစ်ဖို့ကြတော့သူကတဲတစ်ဖက်ဆွဲဖြက်ခါအရင်လိုရော့ထင်ကရင်ဟိုရာရင်ကြီးမှာမိထဲလို့လုံပြောချင်တာကအရန်ချမ်းတယ်အရန်ချမ်းတဲ့ခါကျတော့သူကနီးစရာသူ့တဲကိုဖြက်ပြီးတော့မိထဲပြီးတော့လုံတယ်နော်အဲအဲ့ဒါဒုတိယပိုင်းဗျာ နော်တတိယပဲကျတော့အဲ့လိုမီးလုံတော့မှာဗျာဘယ်လိုပြောမလဲဆိုရှေ့ရအနှွေးတန်းနဲ့မီးမီးမီးဟပ်ပြီးတော့နှွေးနေပြီမဲ့နောက်ကျောကမလုံချမ်းတယ်ပေါ့နော်မပူအောင်နောက်စီကချမ်းရောထင်းအဖြူဆောင်ခောက်ထဲဂျန်းကိုတော့လွမ်းမာလို့လွားကချုံပါမငုံမာတဲ့နှုတ်ရွှေကွန်အဲဆောင်းလေးကိုကြောကုန်းတင်လိုက်တယ် အဲ့မှာအနွေအနွေတက်ကပြည့်စုံသွားပြီအဲ့မှာကွန်လေးမြုပ်ပြီးတော့ညိမ့်နေတာပေါ့နော်အဲ့နောက်ဆုံးပဲကြာတော့မှသူကဗျအပါဆိုဘေးအိတ်ကိုရှူတော့ပြောချင်တာအဲ့နောက်ဆုံးပဲကြာရင် နေလာပြီဗျညာနှင်းနေရတယ်ပျောက်သွားပြီအချမ်းပေါ့သွားပြီလုပ်ငန်းကိုဝင်တော့ဗျဘေးအိတ်ကိုရှူအိတ်အိတ်ကလစ်ဘေးမှာရှူလိုက်ဆဲလိုက်တော့နားမှထိုးပါလို့တောင်ရိုးမှာဘာသာသူတို့နဲ့အမျိုး နင်းမြူ꿰ချိန်မှာတော့အဖို့ခေါ်ဖို့ဆော်ကဲတို့ရဲ့တဲပြက်တဲ့စခန်းသူကအဲ့ဒီလေးကျိုးပေါင်းကျိုးဆော်တွေမှာစခန်းနေဗျအဲ့ကျောင်းသုံးဆော်တွေမှာလမ်းလို့ရေးထားတယ်ဒါအတူတူပါပဲဟိုလမ်းကလည်းဒီဒီနီးလမ်းပဲဗောဗျာနော်ဟိုကောင်စခန်းဆိုတာလည်းသူသူ့တဲစခန်းလေးနော်အဲ့တော့အလုံးလုံးပြီးတော့မိုးချုပ်တော့ပြန်လာအောင် ပြန်လာတော့မှ HR နေရာမရှိတော့ဘူး။ဟောစသူမီးလုံပြလိုက်တယ်လေသူတဲ။အဲ့ဒါပဲကဗျာ။နော်အဲ့တော့ကြောက်မတင်လို့ရှိရင်လည်းဒါပဲတင်မှာပေါ့။ကျွန်တော်ကတွေးတာကနော်အဲ့ဒီကိုတဲကိုဖြတ်ပြီးတော့မီးလုံနဲ့တောင်သူကြီးကဘာလုပ်လဲ။အဲ့တဲတွေကဘာတွေဖြစ်ပြင်လဲ။ဟောအဲ့အဲ့ဒါကိုပြောရင်းနေပြီးတော့နောက်တော့ဘာနဲ့သွားပြီးတော့ချိန်မိလဲဆိုတော့ဗျာ။ ကိုဖင်မြင့်နဲ့ကျွန်တော်နဲ့ပွဲတပွဲသွားတော့ကိုဖင်မြင့်ကဆရာကြီးဖင်မြင့်ပါနော်ကိုဖင်မြင့်ကနော်ရူးကျောင်းနော်ရူးကျွန်းရဲ့အကြောင်းသူဟောပါတယ်နော်ရူးကျွန်းဆိုဗျာတို့ချုပ်ပြောလို့ရှိရင်တေးသေးလေးပစ်စပစ်သုံးတဲ့ကျွန်းလေးအဲ့ကျွန်းကိုဟိုသင်္ဘောတွေကလာတယ်လာပြီးတော့ဆီဖြည့်တယ်ခဏနားတယ်အဲ့မှာအမေရိကန်ကသင်္ဘောကကက်တင်ကနေပြီးတော့ဖော့စဖရက်ကိုရှာသွားရှာတွေ့သွားတာအဲ့ကျွန်းမှာရှာတွေ့သွားတော့ ဟိုအတူချုပ်ပြောလို့ရှိရင်ဒကြွန်းလုံးက phosphorus တွေနဲ့ယူရအရန်ချမ်းသာတာကရန်ချမ်းသာတော့အဲ့ကြောင့်လူတွေဘာလုပ်မှမလုပ်ဘူးဟာအမေရိကကဈေးဝယ်ထွက်တယ်ဟာဆွစ်ဇာလန်ကိုသွားပြီးတော့ပြောဝဲစားထွက်တယ်အဲအဲ့ဒါမျိုးတွေနဲ့ပညာလည်းမသိဘူးပတ်စံလည်းမစိဘူးစီးပွားရေးလည်းမလုပ်ဘူးနောက်ဆုံးကျမွေးသွားတယ်ဆိုတော့အဲ့နော်ရူကျွန်းကထွက်တဲ့ phosphorus တွေဟာဖိုတွန်တွေတဲတဲ့ကတဲမဖြစ်နိုင်ဘူးလားကျွန်တော်တို့နိုင်ငံမှာလည်း အဲ့ဒီလိုတဲတွေကဘာတွေဖြစ်နေလဲအဲ့ဒီတောင်သူကြီးတွေကဘယ်သူတွေလဲအဲ့ဒါခေါင်းထဲဝင်လာတော့မှကျွန်တော်စင်မတင်ဟိုမူရင်းကြပြာကတော့ဒီတိုင်းပဲเนาะဒီတိုင်းပဲဒါပေမဲ့ကျွန်တော်အတွေးကဟုတ်မှထားပါတော့เนาะကျွန်တော်တို့လူငယ်တွေအပြင်ထွက်သွားတယ်အလုပ်လုပ်တယ်အဲ့ဒီလူငယ်တွေရဲ့စွမ်းအားတွေကိုဖြုံးလိုက်တာတဲတွေမဟုတ်ဘူးလားကျွန်တော်တို့မှာတဲတွေမရှိတော့အိဆာမရှိတော့အဲ့ဟာပြောခြင်းလို့ ျွန်တော်ကနကပြောက်ရွတ်တာပါအဲ့တော့တစ်ဆက်တည်းပြောမယ်ဆိုလို့ရှိရင်အဓိကကျွန်တော်စင်ပေါ်မှာခဏခဏရွတ်ဖြစ်တဲ့ကပြားအလုံးနဲ့ယဉ်နေပြီးသားပါအဲ့ဒါပါလဲဆိုလင်းယုံလင်းယုံကြောင့်နော်လင်းယုံကြောင့်ဆိုလို့ရှိရင်နော်ဘာလဲဆိုတော့အကုန်လုံးကဒါလိုင်းပေါ်မှာရောအပြင်မှာရောဖတ်ဖူးပါပဲနော်လင်းယုံငှက်ကတက်တန်း80ရှိတယ်အဲ့80ကျော်တဲ့80ရှိတဲ့တက်တန်းမှာလင်းယုံအကုန်လုံးမနေနိုင်ဘူး ဘာလို့လဲဆို40ကျော်လာတဲ့အချိန်ကြလို့ရှိရင်သူကခြေသက်လက်သက်တွေစပြီးတော့ရှည်လာတယ်ရှည်လာတယ်ဆိုတော့ကျွန်တော်တို့ဟိုခြေသက်လက်သက်လို့မဟုတ်ဘူးသူကအရေးပြားကြီးပဲဖလက်ကြီးခြေရှည်လာတယ်ရှည်လာတော့မူလခြေသက်လက်သက်ကအလုံးလုံးလို့မရတော့ခုနအရေးပြားကြီးတွေပဲနောက်ပြီးတော့အမွေးတွေပွာလာတယ်အမွေးတွေထူလာတယ်အဲနောက်ဆုံးကြနှုတ်သီးရနေပြီးတော့ခုနအကြောတွေပဲဖလက်ကြီးထွက်လာအဲ့ဒီအချိန်မှာဗအဲ့နှုတ်သီးကဟလို့မရတော့ ဟားလို့မရတော့အစာမစားနိုင်ဘူးအစာမစားနိုင်တော့သေတယ်ပေါ့အဲ့ဒါကတချို့လင်းအောင်နေတချို့လင်းအောင်နေကြတော့ဟာအဲ့ဒါဆိုလို့ရှိရင်ဘလို့သေခံမှာလဲဆိုပြီးတော့ခုနပိုထွက်လာတဲ့ဟာတွေကိုဖြတ်ပြစ်တယ်တောက်ပြစ်တယ်အဲ့ဒါလင်းအောင်နေကအသက်ရှင်တယ်ဒါပဲဒါလေးပဲလူတိုင်းဖတ်ရမယ်အဲ့တော့ကျွန်တော်ကအဲ့ဒါကိုစင်မောဘာလို့တင်လာလဲဘာစင်မောမတင်ခင်ကျွန်တော်ကြပြားရေးပြစ်ဘာလို့ကြပြားရေးပြစ်တာလဲဆိုတော့ကျွန်တော်မှဟိုဒုတိယတွေးရလို့ ဘယ်အရာမဆိုကိုယ့်အတွက်ကောင်းကျိုးမရှိတဲ့အဟောင်းတွေကိုမဖြတ်နိုင်လို့ရှိရင်ဘယ်တော့မှအကျိုးမရနိုင်အဲ့တော့အကုန်လုံးကိုနော်အဟောင်းအကုန်လုံးကိုဖြတ်ခိုင်းတာမဟုတ်ဘူးကိုယ့်အတွက်အကျိုးထိခိုက်မဲ့အဟောင်းမှန်သမျှဖြတ်မှကျွန်တော်တို့အသက်တွေရနိုင်တယ်အဲ့ဒါကိုကျွန်တော်ကပြည့်သက်ကိုပြောခြင်းတယ်နော်အခုနဟာလေးပဲပြောမယ်ဆိုရင်တချို့ ကျွန်တော်စပြောကြတာတော့အတန်နေထွက်လာတယ်ဘာလို့လဲဟာအဲ့ဒါတကယ်မှမဟုတ်တာလင်းရုံညာအဲ့လိုမဟုတ်ဘူးအဲ့ဒါဒါနာကြီးပိုင်းညာမဟုတ်ကျွန်တော်ပြောချင်တာတကယ်ဟုတ်ချင်းမဟုတ်ချင်းနဲ့အဲ့ဒီဟာကျွန်တော်တို့ဘာရလဲပရိသတ်ကိုကျွန်တော်ဘာ sharing လုပ်နိုင်လဲဒါပဲကျွန်တော်ပြောချင်တာအဲ့တော့အဲ့လင်းရုံစပြီးတော့ရတဲ့ကြပြားလေးကိုကျွန်တော်စပြီးတော့ရွတ်ပြပါမယ်အဲ့တော့ကြပြားကြတော့ကျွန်တော်ခုနအဖြစ်ပြက်တိုင်းရေးပြီးတော့ နောက်ဆုံးမှတစ်ခုခုတော့ကျွန်တော်ကကြပြာအတွေးတစ်ခုထည့်ပေးရတယ်အဲ့ထည့်ပေးမှဒါကြပြာဖြစ်ပါတယ်အဲ့တော့ဒီငှက်တွေသမိုင်းတော့ကျွန်တော်ခေါင်းစဉ်ပေးထားပါတယ်နော်အဲ့ကြပြာလေးကိုပထမစပြီးနောက်ထောင်ကြည့်ပါဦးအာခေါင်းမောင်းတန်အမြင့်ဆုံးကိုပြန်နိုင်မှုအတောင်မှန်တစုံသူ့မှာရှိတယ်နေကိုစူးစူးရဲရဲကြည့်နိုင်လောက်အောင်တောက်ပါတယ်မျက်လုံးတစုံ သားကောင်ကိုရှာဖွေရမှာအတုံးကြချွန်မြမြအစွဲတစ်ချောင်းလို ဖြောင်းငနေရိုက်ချိုးအတားစီမှန်သမျှကိုထိုးဖောက်သူ့နှုတ်သီးဟာအရာရောက်တယ်ကုန်းမိသမျှကိုမြဲသားကောင်ကိုဆုတ်ဖြဲသေးစေတဲ့ခြေသေးလက်သေးတွေကဓာတ်တက်တက်လိုပြတ်ရှာတယ်မုံနှဲကို မကြောက်တဲ့နဲ့တိမ်ထက်မှလှိုင်းစီး တော်မန်ကို ရှော့ပြီးအလိုက်တင်ပြန်နိုင်တယ်။အဲ့ဒီငှက်ဟာနှစ်ပေါင်း40လဲကြာရော အမွေးတောင်နေရှိလျာသူ့လိုရာကိုတွက်တွက်ပြန်သွားဖို့ခက်လာတယ်။နှုတ်သေးဟာ ရှိလျာကွေကော့ twin pop နိုင်စမ်းရှိပေမဲ့အစွမ်းမဲ့သွားတယ်။ခြည်သေးလက်သေးတွေက ရှေလျာပြောင်းပြော့ကုတ်ချစ်နိုင်မှုစွမ်းအားကျော့သွားတယ်။ကြံနေသေးတဲ့တက်တန်း30မှာအစာငတ်ခံပြီးသေးမလားအသက်တဖန်မွေးဖွားခြင်းဖြင့်ဆက်ပြီးနေမလားသေမလားနေမလားစဉ်းစားစဉ်းစားလင်းရုံငှက်များရဲ့၆ချားသွေးပြည့်စရာကာလတစ်ခုကို ခုတော့ရောက်လာခဲ့ပါပြီအစာရှာမရ ဖွင့်မရအငတ်ခံပြီးတေကြတဲ့လင်းယုံတွေပြန်တန်းနေရင်ကအတောင်ကိုရုတ်ချမြေကြီးပေါ်ပြုတ်ကြပြီးတေတဲ့လင်းယုံတွေတတိရှိတဲ့လင်းယုံငှက်တွေကြတော့ဘဝကိုလွယ်လွယ်အရှုံးမခံကြံနေတဲ့တက်တန်းကိုပြောင်းလဲခြင်းဖြင့်လက်ကမ်း ြိုဆိုတယ်။ပြောင်းလဲခြင်းမှာနာကျင်မှုနဲ့အခက်အခဲဆိုတာဝိယုံတစ်ခုပါပဲ။အဲ့ဒီဝိယုံကိုဆင်မြန်းရှင်တန်ခြင်းစီပြန်တန်းလို့ဒုတိယသက်တမ်းကိုသူတို့အစားထိုးလိုက်တယ်။သူတို့ဟာအမြင်ဆုံးတောင်ထိပ်စီကိုပြန်တဲ့နေထိုင်ဖို့ငှက်တိုက်တစ်ခုကိုဆောက်လိုက်ကြတယ်။အဲ့ဒီမှာနေတော့ အသုံးမကျတဲ့နှုတ်သီးကိုဓာတ်ထထနဲ့လှဖြတ်တယ်လို့ကြောက်ချက်တွေနဲ့ပုတ်တိုက်ရိုက်ချိုးဖြက်ခွာ အနာခံဖယ်ထုတ်အငုံနုနုလေးပဲကြံပါလေအဲ့ဒီနှုတ်သီးနုနုလေးရင့်ကျက်နှုတ်သီးထထအတစ်ကိုဝေးဖွာစေခဲ့တယ်အဲ့ဒီအခါဒံရတွေပလဝသွေးလိမ့်လိမ့်စီးကြအောင် ကိုဘော်ကအမွေးတွေကိုဆွဲနှုတ်ပြစ်လိုက်တယ်။ကုတ်အားမဲ့တဲ့ခြေသေးဟောင်းတွေကို ဖြတ်လိ။ဒဏ်ရတန်ချက်တွေကိုသီးခံအတိုက်ထဲမှာ၅လလောက်မပြန်တမ်းပဲနေခဲ့ကြတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီနောက်မှာတော့လင်းယုံတွေဟာအမွေးတောင်အစ်စ်နှုတ်သီးခြေသေးအစ်စ်နဲ့ တတိယမွေးဖွားခြင်းအဖြစ်ကိုစတင်ခစ်တခဲ့ရဲ့ကောင်းငင်မှပြန်ဝဲမုံတိုင်းတဲကိုတိုးဝင်ပြီးသွားပါတော့တယ်အဲ့တော့ဒီကိလာရဲ့နောက်ပိုင်းကပြောချင်တာတွေကအဲ့ဒီပုံပြင်လေးတွေမှာမပါပါဘူးဟဲ့စာဖတ်သူစာရေးသူရဲ့ဒုတိယအတွေ့ပါပဲကိုမှအသုံးမတည့်တဲ့အရာတွေကိုဖယ်ပြီးလို့ရှိရင်အသုံး တဲ့အရာတွေကိုပြန်ဝေဖွာခြင်းနဲ့ဝေဖွာစေခြင်းနဲ့စေတနာနဲ့နော်ဒီကြပြာရဲ့အဓိက ပြောခြင်းကပြောလိုခြင်းကအဲ့ဒီစေတနာတရားပဲဖြစ်ပါတယ်အဲ့တော့အဲ့လိုပဲနောက်တစ်ပုဒ်ကျွန်တော်ဆက်ပြီးပြောပါမယ်အဲ့ဒါကလည်းလူတိုင်းသိတဲ့ကျွန်တော်တို့တောင်စိတ်ပုံမြင်ပါပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တရုတ်ပြည်မှာသွားပြီးတော့ သင်တန်းတက်တော့ဟိုစောစောပိုင်းမှာလည်းကျွန်တော်ပြောဦးတယ်ထင်ပါတယ်ဘာဖြစ်လဲဆိုတော့အဲ့မှာစဖတ်စရာဘာမှမရှိဘူးကြဟိုတရုတ်လူတွေပဲများတယ်အဲ့ခါကကျွန်တော်က80ကျော်လောက်မှာကျွန်တော်တရုတ်မှာသင်တန်းလေးလာတော့တော့တက်ပါတယ်အဲ့တော့တက်တဲ့အချိန်မှာ the chinese literature ဆိုတဲ့စာကိုအင်္ဂလိပ်လိုရေးထားတာအဲ့တောက်ပဲရှိပါတယ်အဲ့စာကိုဟိုဖန်ဖန်ရနေပြီးတော့အဲ့စာထဲကကျွန်တော်တွေ့တဲ့ဝိထုတူလေးတပုတ်ပါအဲ့ဝိထုတူလေးကိုဖတ်ပြီးတဲ့အခါမှာ အဲကျွန်တော်ပြန်ပြီးတော့ကြပြာရေးပြပါတယ်အဲ့ဒါအမှန်တမ်းပြောလို့ရှိရင်တော့ဝိတ္ထုကိုကြပြာရေးတယ်ဆိုတော့အကျွန်တော်ကအတိအကျပြောစရာမလိုပါဘူးမိယုံမယ်အဲ့ဒီကအဓိက main thing ကိုယူပြီးတော့ကျွန်တော်ပြောပါတယ်အဲ့တော့အဲ့ဒီမှာကျွန်တော်တို့ပထမဆပြတာကတောင်စိတ်နဲ့ရိုးရိုးစိတ်နဲ့မတူတဲ့အကြောင်းပေါ့နော်အဲ့တောင်စိတ်တည်းရဲ့အည်သွေးကတော့အထီရောအမရော အခုံပြန်ကြော်လွှားသိကောင်းတယ်။တောင်ကဘာကပယံတွေကိုဖက်ပြီးတော့တက်နိုင်တယ်ပေါ့နော်။တကောင်ခုံလိုက်လို့ရှိရင်အထီးကမှ၈ပေလောက်ခုံနိုင်ရင်အမ၅ပေ၆ပေလောက်ခုံနိုင်တယ်။ပြီးတော့သူတကယ်အည်သွေးရပါလဲဆိုတော့တခါခုံပြီးရင်သူကအမခွတ်တောက်စာအမအမဒံအမကံမြေကြီးသောမကြောက်သားရှိရင်အဲ့မှာထောက်ပြီးဇစ်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  ခုံသွားလို့ရတယ်။ဒါဒါအဓိကဒါဒါဘယ်လိုပြောမလဲဆိုတော့မရှိမဖြစ်တဲ့ဟို data ပေါ့နော်အချက်လေးပဲ။ အဲမိုးဆိုးတွေကလိုက်တယ်လိုက်တော့သူတို့ကပြေးတယ်အဲပြေးတော့မိုးဆိုးတွေကတောင်ကြားနှစ်ခုကိုမိုးဆိုးကောင်းဆောင်ကတည်တယ်ခိုးဘက်တောင်ကြားဒီဘက်တောင်ကြားသူတို့မခုန်နိုင်ဘူးအဲ့တောင်ကြားနှစ်ခုကဆဲပြီးဖြစ်ရင်ဖြစ်နေမယ်ခုန်နိုင်တာက၈ပေတော့ဆိုတော့ဒီကောင်တွေမခုန်နိုင်ဘူးအဲ့တော့ဒီဘက်တောင်ထဲကိုမောင်းပို့กว่าဆိုမောင်းပို့လိုက်တယ်မောင်းပို့လိုက်တော့ဒီဘက်တောင်ထဲရောက်တယ်ဒီဘက်တောင်ထဲရောက်တဲ့ခါကျလို့ရှိရင်ဒီကောင်တွေပြစ်ချလိုက်ဦးမယ်အေးဆေးပဲအဲ့တော့ပဲသူရေးထားတာ အဲ့ဒီအချိန်မှာတောင်ဆက်ကောင်းဆောင်ကနေပြီးတော့နော်ကျွန်တော်အခုနောက်ပိုင်းဆိုရင်ပြောလို့ရှိရင်အဲ့ဒါအေဂျူနဲ့ကျွန်တော်ဆက်ပြီးပြောတယ်ဗျ။ဘာဖြစ်လို့ဆိုကိုပြောချင်တာနဲ့ချိတ်လို့ရသလားမရဘူးလားချိတ်လို့ရတယ်ဆိုရင်ချိတ်တယ်။အဲ့တော့ကျွန်တော်အေဂျူနဲ့ချိတ်တာပါဆိုရုပ်တရက်ဆုံးပြတ်တဲ့တက္ကနိုပတိညာအဲ့တော့ဒီမိုးဆိုးကောင်းဆောင်ကငါတို့ဒီတိုင်းအပြစ်ခံလို့ဒီဒီမိုးဆိုးကောင်းဆောင်ပြစ်လို့ရှိရင်ဒီတရားရခင်တော့သိပြန် အတေရကလုံးအသေးခံမလား90အသေးခံမလား90ပဲအသေးခံမယ်ကွာဆိုပြီးတော့ဒကောင်ကခုံချတယ်နောက်ဒကောင်ကဆက်ခုံတယ်ခေါင်းကိုနှိမ့်ပြီးဟိုဘက်ကိုရောက်သွားတယ်အဲ့ဒါပဲအဲ့ဒီဝိတုလေးကအဲ့ဒါပဲနော်အဲ့ဒါကိုနော်ကျွန်တော်နောက်ပြီးတော့ကြပြတဘူးဖြစ်သွားတဲ့အခါကျတော့ဘလို့ဖြစ်သွားလဲဆိုတော့နည်းနားထောင်ကြည့်ပါနော်တောင်စိတ်ပုံပြင်းနဲ့ကောင်းစင်အသေးခွဲတောင်ထိတ်မှာအဲ့ဒီတောင်နှစ်ခုရဲ့ဂျားကိုအသေးခွဲ တောင်ထိတ်လို့ခေါ်ကြအသေးခွဲတောင်ထိတ်မှာတောင်စိတ်တော့ပြန်မဆုတ်တာမုတ်ဆိုးအဝိုင်းခံလိုက်ရပြီအဲ့ဒီတောင်ထိတ်မှာမုတ်ဆိုးတွေဝိုင်းထားပြီဟိုဘက်တောင်ထိတ်တောင်စိတ်တကုံစားမကကွာလန်းမှန်းမြော်မောယုံခုံလို့လည်းပဲလွတ်နိုင်စွာမရှိခုံလို့မရနိုင်ခွာတထောက်စား နင်းစရာသာရှိတိတဲ့တိတဲ့စတက်စတက်ခုံနေတဲ့တောင်စိတ်အခုတော့အသေးကွဲတောင်ထိပ်ပါဂျောင်းပိတ်လို့အသေးခံရတော့မှာလားမုတ်ဆိုးရဲ့မြားမလာခင်အရင်အမြန်ဆုံးဖြတ်ချက်ကိုချမျိုးဆက်ဟောင်းကတစ်ဖက်မျိုးဆက်တက်ကတစုအုပ်စုဖွဲ့အသေးကွဲ တောင်ထိပ်စီဥတီရင်ဟိုဘက်တစုဒီဘက်တစုခွဲရတယ်တစ်ဖက်တကောင်စီပြေးထွက်ကျရပြက်ပြိုင်နုခုံအရှင်ကုံလို့တောင်ဆိတ်ငယ်ပြုတ်အကြတောင်ဆိတ်အကြီးရဲ့ခေါင်းကအနှင်းခံပေမင်းတမန်ဒရာခင်းတဲ့အဖြစ်မျိုးဆက်တစ်တည်းလොမြောက်သွားခဲ့ပြီအဲ့ဒါအဲ့ဝိထုတွေမှာပါတာအဲ့မှာဆုံးပါတယ်အဲ့တော့ နောက်ဆုံးပိတ်ပါအပိုက်မှာကျွန်တော်ဒီလိုပြန်ပိတ်ပါတယ်အသေးခွဲတောင်ထိပ်မောင်ရိပ်အလွမ်းတစ်ဖက်ချမ်းမှာငိမ့်ချမ်းလာရောက်ထွက်ပြီပဲအဲ့ဒါပါအဲ့တော့ဒီမှာတခုကျွန်တော်ပြောစရာရှိတာကျွန်တော်စင်ပေါ်မှာဟောတဲ့အချိန်မှာနော်ဝိထုကအဲ့ပါလင်ပြီးသွားတယ်ဗျပြီးပါကျွန်တော်ကဘာထပ်ထည့်လိုက်လဲဆိုတော့ကျွန်တော်ပြောချင်တာတွေကိုဒီဝိထုတွေကျွန်တော်ထပ်ထည့်ထပ်ထည့်ဆိုတော့အဲ့ မိုးဆိုးကောင်းဆောင်စီကိုတောင်စိတ်ကြီးကရှောက်လာနောက်ဆုံးတော့တောင်စိတ်အငယ်တွေမျိုးဆက်တစ်တွေလွတ်သွားပြီမျိုးဆက်ဟောင်းတွေကသူရဲကောင်းဖြစ်ပြီးတော့ကြောက်ထက်ကြပြီးတော့အသက်ပြေးသွားပြီအဲ့ဒီအချိန်မှာတောင်စိတ်ကောင်းဆောင်ကြီးတကောင်နဲ့ကြံတယ်အဲ့ဒီတောင်စိတ်ကောင်းဆောင်ကြီးကတွဲပဲမရှိတော့သူတကောင်နဲ့ပဲကြံတယ်အဲ့ဒီတကောင်နဲ့ကြံတဲ့တောင်စိတ်ကြီးကမိုးဆိုးကောင်းဆောင်ကြီးကိုတန်းညစ်တန်းညစ်ရှောက်လာရှောက်လာတဲ့အခါမှာမိုးဆိုးကောင်းဆောင်ကကြောက်ပြီးတော့ဒိုင်းတိုင်းတိုင်းဆိုပြစ်လိုက်ရှိုင်းသွားပါလေလဲကြမသွားပါဘူး ဲ့ခင်မှာမိုးစိုးကောင်းတာစဉ်းစားရတယ်။ဘယ်လဲမှာလဲ။သူရဲကောင်းမယ်တဲ့။ဘယ်သူရဲကောင်းမဆိုလောကမှာရိုင်ယုံပဲရိုင်တယ်။ပစ်တော့မှဘုံဘုံကြောက်မလဲဘူး။အဲ့ကျွန်တော်ပြောချင်တာ။ပရိသတ်ကိုကျွန်တော်အသိပေးချင်တာ။အဲ့ဝိထုရမပေါ့။ now ကျွန်တော်တဆင့်ထိုက်တက်လိုက်တယ်အဲ့တောင်ဆက်ကြီးရတဲ့မိုးစိုးကောင်းဆောင်ကိုဆက်ဆက်ကြည့်ပြီးတော့တလန်းစီလန်းစီလန်းစီသူ့နဲ့ဝေးရအောင်ထွက်သွားတယ်ဝေးရဆိုတော့ခုန တောင်ထိပ်စီကိုဆက်သွားတယ်။သွားပြီးနောက်ဆုံးမြင်ဝင်ထဲကပျောက်သွားတယ်။ပျောက်သွားတယ်ဆိုတာခုန်ချလိုက်တယ်။သူတကောင်လည်းအဲ့ချိန်မှာကျွန်တော်ကမိုးဆိုးကောင်းဆောင်တွေးခိုင်းတယ်။ကြည်စမ်းငါမြင်ဝင်ကပျောက်သွားပြီတဲ့။အဲ့တောင်ဆက်ကြီးဒါပေမဲ့ငါနှလုံးသားထဲမှာဘယ်တော့မှအဲ့တောင်ဆက်မပျောက်ဘူး။ဘာလို့လဲဆိုသူရဲကောင်းမယ်တဲ့။ဘယ်သူရဲကောင်းမဖြစ်ဖြစ်လူတို့မြင်ဝင်ကပျောက်တိုင်းပျောက်တိုင်း လူလူတွေရဲ့နှလုံးသားတွေဘယ်တော့မှမပြောက်ဘူးတဲ့အဲဝှထုတ်ရမပေါ့။အပြောချင်တာဟာပြောမယ်ဆိုလို့ရှိရင်နောက်တစ်ယောက်ကလိုက်ပြောမယ်လိုက်ပြောမယ်ဆိုရင်အဲ့ဒါကျွန်တော်တို့လောကမှာလည်းတခုရှိတယ်ဗျာလူတစ်ယောက်ပေါက်သွားပြီဆိုတော့ကျင်အဲ့ဟိုအကြောင်းအရာတခုပေါက်သွားပြီဆိုတော့နောက်လူတွေလိုက်ပြောတတ်တယ်။ဒါကျွန်တော်အတိုင်းနောက်ကတွေးတာတွေကိုလိုက်ပြောတယ်ဆိုရင်အဲ့ဒါသူ original မဖတ်လို့ပဲ။ original ဖတ်လို့ရှိရင်ခုနအဖြစ်အပျက်အထိပဲသူပြောနိုင်ရမယ်။နောက်ကဟာတွေကကျွန်တော်ကျွန်တော်တွေးပြီကျွန်တော်ကျွန်တော်ထည့် ဘာလို့ထည့်လဲလို့မေးရင်ကျွန်တော်ပြောချင်တယ်ကျွန်တော်စေတနာပရိသတ်ကိုကျွန်တော်အဲ့ဒါမျှခြင်းလို့ကျွန်တော်ထည့်ပြတာဟောအဲ့ဒါပြီးလို့ရှိရင်ဒီတစ်ပတ်တော့ဇောင်းအောင်တင်ချီကျူးတဲ့ချီကျူးတယ်ပဲပြောပြောသူစိတ်ထမှာသူ လက်ခံတဲ့တောကချီရရကဗျာလေးတပုတ်ကိုကျွန်တော်ရွတ်ပြပါမယ်နော်အဲ့ဒီကဗျာကချီရကောက်ဆိုတဲ့ကဗျာပါအဲ့ချီရကောက်က သူကဘယ်လိုရေးလဲဆိုတော့ဗျာတော်တော်ပြောလို့ရှိရင်ဆံမောင်စင်ဝင်းပရိကုံးရဲ့တောကချေရာထဲမှာမောင်စင်ဝင်းပရိကုံးပေါ့နော်မောင်စင်ဝင်းရဲ့တောကချေရာထဲမှာဟာဒီခအုပ်အုပ်ရေတံလေးကိုခနဲ့တံလေးကိုကြားလဲရတယ်ဆိုတော့ခဗျာနော်အဲ့တော့အဲ့ဒီခဗျာကဘယ်လိုရလဲဆိုတော့ကျွန်တော်ဘယ်မှမမပြောဘူးစင်မောင်မလည်းကျွန်တော်မပြောပါဘူးအဲ့ခဗျာလေးရတာတတိကြတော့ဗျာဟိုကျွန်တော်ဆက်ယူမှာအလုံးလုံးနေတော့ကျွန်တော်တို့ ရဲ့ MD ပေါ့နော်ကျွန်တော်တို့ MD ဆိုတော့ကျွန်တော်တို့ corporation မှာတော့အကြီးဆုံးပေါ့နော်ဒူဝင်ကြီးအောင်မှာသူပဲရှိတာသူကဝါသနာတစ်မျိုးပဲသူစက်ရုံကိုလာလို့ရှိရင်စက်ရုံကိုခံဘယ်တော့မှမဝင်ဘူးနော်ကျွန်တော်က production ကိုင်တော့လုပ်သွားတွေနဲ့စက်တွေကြားထဲမှာကျွန်တော်ယုံကန်လေးရရှိတယ်အဲကျွန်တော်ယုံကန်လေးကိုလာခြင်းလာတယ်လာခြင်းလာတယ်ဆိုတော့ခဏတစ်ဖက်ပဲလာတာသူကအဲစက်တွေကြားထဲမှာသွားပြီးအယံဝါသနာပါတယ်စက်ကိုပြီးတော့အဲ့ကျွန်တော်တို့စက်ရုံမှာ stainless steel ဖြတ်ဆတ်ညဆတ်တွေရောသူကပတ်လောက်တယ်ဗျာသူကိုယ်တိုင်လောက်တယ်သူ slide clipper ဟောဒီ banner clipper ဘာရောအဲ့ဒါတွေကိုသူကိုယ်တိုင်တွန်းတယ်ဗျာသူကိုယ်တိုင်ကင်တယ်ကင်ပြီးတော့ဆက်တွေကိုသူကသူသူတပည့်တွေကိုသူငါ့ကိုဘယ်ဆက်ကိုဘယ်လိုကင်ရမလဲပြီးတော့အကိုကိုယ်တိုင်အဲ့လိုလောက်တော့ဝါသနာပါတယ်ဗျာအဲ့အဲ့ဒီဟို MDE ပေါ့နော်အဲ့ MDE ရအဲ့လိုလုပ်ရင်တနေ့ကျတော့ကျွန်တော်ရုံငန်းထဲဝင်လာရောဗျာဝင်လာတော့ကျွန်တော်ရုံငန်းထဲမှာပစ္စည်းတစ်ခု ထားလိုက်ပါတော့အပစ္စည်းကျွန်တော်မပြောတော့အပစ္စည်းတစ်ခုကဟိုဂဟေဆက်ဖို့ပြုတ်နေပါတော့ပြုတ်နေအဲ့ဒါကြီးဂဟေနဲ့ဆက်ရမှာဗျာကြီးဂဟေနဲ့ဆက်ရမှာပြုတ်နေတော့သူဝင်လာပြီးတော့ तू ကအဲ့လိုပြားလေးတယ်အရန်စိတ်ဝင်လာတယ်ကြည့်ပြီးတော့ဟာဟေးကမင်းဒါဘာလို့ဂဟေမစော်သေးတာလဲတဲ့အာမင်းဆက်ရုံမှာတော့မရှိတော့ဘူးกว่าတယ်အဲ့ဒါမင်းဆိုင်သွားပြီးတော့မှငွေခေစော်လိုက်တယ် तू အဲ့လိုပြောတယ်ပြောတော့ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပေါ့ကျွန်တော်လည်းအဲ့လိုပြောတယ်အဲ့ဒီချိန်မှာကျွန်တော်စီကိုလက်မှတ်ထိုးလာတဲ့အလုပ်သမားတယောက် အဲ့လို့သမားသူသူပစ္စည်းထုတ်ဖို့လာလာပြီးလက်မှတ်ထိုးတာလက်မှတ်ထိုးရင်အဲ့ဒီ MD ပြောတာကိုကြားသွားတယ်ဟာငွေကြေးအဘငွေကြေးစော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 လို့လဲတဲ့ကြီးကြီးဆိုလိုက်ရင်ဒါပြီးနေတဲ့ကိစ္စတော့ကျွန်တော်တို့မအားလို့ဆော်မပေးတာဆရာကျွန်တော်တို့ပြောထားတယ်ဘာညာဆိုကျွန်တော်ငြိမ့်နေငြိမ့်တော့ဟဲ့မင်းကြီးကြီးမဆော်ပါဘူးကဘာလို့မဆော်ရမှာလဲဒါကြီးကြီးပဲဆော်ရမှာငွေကြေးစောစောမလိုဘူးတဲ့ကျွန်တော်လက်တွေပြရမလားဘာညာဆိုတော့သူမှားသွားမှန်းသိတယ်အဲ့မှာကြံတော့ကြံသွားပြီးတော့ဒီတိုင်းပဲ ကျွန်တော်လည်းအမှုမဲ့မမဲ့နေတယ်။နောက်တော်တော်ကြာတော့အဲ့လိုသမားကျွန်တော်ခံကိစ္စတခုရှိတော့ဝင်လာပြန်ဝင်လာတော့ဆက်ဘလို့ညင်လာလဲတဲ့ဆက်တိုက်တိုက်ကိုကြည့်ရဆိုမှဆိုဆက်သိရတာနဲ့ तू အမှားပြီးငွေကလေးလက်ဆော်ခိုင်းနေတာကိုဆက်ငါမော်ဘူးကြည့်ကြည့်လို့ဘာလို့မပြောရတာလဲဆိုအဲ့မှာကျွန်တော်သတ်စဉ်းစားမိတယ်။အဲ့တော့မင်းကပြောရပြီမင်းငါမပြောရဘူးကွာလို့ကျွန်တော်ပြောလိုက်ပြောလိုက်ပြီ तू ပြန်သားအဲ့ညကြတော့မှအဲ့အကြောင်းကျွန်တော်စဉ်းစားပြီးတော့ ဟာဒီကောင်မကြောက်တဲ့ကိစ္စကိုငါဘာလို့ကြောက်နေတာလဲဆိုတာသစဉ်းစားမိအဲ့တော့အဲ့ချီယာကောက်ဆိုတဲ့ကြပြလေးကိုအဲ့မှာရေးပြပါတယ်နော်အဲ့ဒါလေးကိုနည်းနည်းနားထောင်ကြည့်ပါအဲ့မှာလေဗျာပြောမှဆိုရင်ပထမဆုံးဒီပိုက်မှာတည်းကစာယူပြဿနာတက်တာပဲပြဿနာတက်တယ်ဆိုတာဒီလိုအဲကြပြပယ်လိုက်ကောဗျာမဂ္ဂဇင်းမှာပယ်လဲပယ်လိုက်ကောကျွန်တော်လည်းအဲ့ကြပြကိုတိတ်ထည့်ခြင်းထည့်ခြင်းတော့ အဲ့အဲ့တော့တော့မေးပေးခိုင်းတာပေါ့စစ်စေးမှုတော့တပ်ပြမေးပေးသမှာအဒီပြဘာလို့ပြထားပထမတစ်ပတ်ကြောင်းနဲ့ပထမတစ်ပတ်မှာကျွန်တော်ကဘယ်လိုရေးထားလဲဆိုတော့လေကားရင်မှာချင်းချင်းနေလျက်သွေးတကွက်အဲ့လေကားရင်ကသွေးရနီးနေတယ်လို့ရေးတာအဲ့ပဲဖြုတ်ပေးဟာအဲ့ပဲဖြုတ်လို့မရဘူးလေကျွန်တော်ကသွေးရ လေကားရင်မှနီးနေတယ်နီးတာကနေညိုတယ်ညိုတာကနေပြီးတော့ပန်းရောင်ပန်းရောင်နေဖြော့သွားတယ်နောက်ဆုံးရေလိုဖြစ်သွားတယ်ရေးကျင်တာဒီနီးတာကြီးကိုဖြုတ်လိုက်ဆိုတော့ဘလို့လောက်ပြီးတော့ခြေနေမကောင်းအဲ့ဒါနဲ့ကျွန်တော်နည်းနည်းပြန်ပြင်ကြည့်မယ်အဲ့ဒါဆိုရမလားဆိုတော့သူကပြင်ကြည့်တယ်ဆိုတော့ကျွန်တော်ဒီလိုရေးလိုက်ရတယ်ဗျာစာအုပ်ထပ်တော့လေကားရင်မှတန်ရာရသလားအဲ့မှာသွေးလည်းမပါတော့ဘူးနီးတာလည်းမပါတော့ဘူးအဲ့စာပေစစ်စစ်ရှိတော့ကသွေးတို့ หนีดาတော့ခင်ဗျာကုံကုံပြောမယ်စိမ်မန်းတော့หนีခွင့်မရှိဘူးစိမ်မန်းနေပွင့်ပြီရတယ်စိမ်မန်းหนีหนีတွေပွင့်ပြီ नो မရဘူးအဲ့ခဲအဲ့ခဲအဲ့ခဲเนาะအဲ့တော့လေကားရင်မှာဒဏ်ရာရသလားအဲ့တော့စဉ်းစားပါဗျာဖတ်တယ်လို့ဟောတော့ဒဏ်ရာရဒဏ်ရာရသွေးတွေထွက်နေပြီပေါ့လားအဲ့အဲ့သွေးတွေကหนีနေတယ်ပေါ့လေကားအစပထမထက်ညိုညစ်ပုတ်လျက်ဟောတစ်ဆက် နေရာကနေညိုသွားယူရလေကားဤဒုတိယအထက်ပန်းရောင်ဖြစ်ဤကြည်သွေးတဆက်တထပြီးတထညေးရမှဖြော့ပြော့ရမှနေရေလိုဖြစ်သွားဟောလေကားထိမှာတော့တကားတစ်ခုတကားနောက်ွယ်အခန်းကျဲစုံလေကလထိုင်းတစ်လုံးနဲ့ပါလားဒါပါပဲကျွန်တော် အခြေအောက်ဆိုတဲ့ခပြာကိုအဲ့လိုရေးဖြစ်ခဲ့ပါတယ်။အဲ့တော့ဒီဒီဒီပတ်တော့ဒါဆိုရင်ကျွန်တော်ဟို comment နေထဲမှာ ပြောတာနည်းနည်းနဲတယ်နဲတယ်နဲတယ်နဲအချိန်နဲတယ်နဲပြောလို့ဟိုခပြာရှေ့သုံးဖို့ကျွန်တော်ဆက်ပြီးရွှေ့ပြလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။